ဒီနေ့ကတော့ဒီလို Infinity Pool Rooftop View အမိုက်စားကြီးနဲ့ရွှေတောင်ကြားရဲမှာ Private Sunset AC ဒိတ်ရင်ခြေရကြိုက်တဲ့လူတွေအတွက်မြမအစားစာတရုတ်ထိုင်းစာတွေအပြင် Coffee and Tea ကောင်းကောင်းလေးတွေပါရတဲ့နေရာလေးတစ်ခုကိုခေါ်သွားမှာပဲဖြစ်ပါတယ်။ Like ခဲ့ပေးပါဦးနော်။ကျွန်တော်ဒီနေ့ရတော့ကိုမိသားစုမိတ်ဆွေတွေနဲ့ private sensor AC တွေ့ဆုံလို့ကောင်းတဲ့နေရာလေးတစ်ခုကိုခေါ်သွားမှာဖြစ်ပါတယ်။ဒီနေရာလေးကတော့ရွှေတောင်ကြားထဲမှာရှိတဲ့ Day Global Cafe and Restaurant ဆိုတဲ့ဆိုင်လေးပေါ့နော်။ဒါဒီမှာဆိုရင်ကျွန်တော်တို့ဒါအစားအသောက်ကောင်းတွေလည်းရတယ်။ coffee ကောင်းကောင်းလေးရဖြစ်တဲ့အောင်ဘယ်လို menu ရှိရဆိုတော့ကျွန်တော်တို့တွားကြအောင်နော်။ like ပါအောင်ခင်ဗျာ။ ဆိုင်မုံစံအနေထားလေးက AAC စစ်နဲ့တန်ရှင်းတက်ရက်ပြီး Lazarus နဲ့ vibe မျိုးလေးပေါ့နော်အဲ့တော့မိတ်ဆွေရင်းနဲ့ AAC ထိုင်ရင်စကားပြောတာမျိုးလေးအဆင်ပြေတယ်အပေါ်တက်ခုနှစ်လမှာတော့ Infinity Pool နဲ့ Click ကစားခွင့်လည်းရှိတော့ Public Entry နေနဲ့ဝင်ကြေးပေးပြီးတော့လည်းအသုံးပြုလို့ရတယ်ပပမမတွေက AAC စားတောင်းရင်းနာတတမီမီတို့က Playground နဲ့မှာကစားဆိုတော့ဟန်ကြကြပဲပေါ့နော်အပေါ်တက်မှာ Volunteer တခုလည်းရှိတော့ Birthday နဲ့ Special Event လေးလှုပ်ချင်တာမျိုးတွေလည်းရတယ်ဒီမှာကျတော့ Cafe and Restaurant ပုံစံမျိုးဖြစ်တာအကြောင်း Coffee Tea အပြင် Breakfast Lunch Dinner အတွက်ပါအစားအစာဆောင်ရရပါတော့ အဲ့ဒီပြုံမှာမြန်မာအစားအစာရေးပြီးအေရှန်ဖူးနဲ့ယူရိုပီယန်ဖူးလည်းအဆုံရှိရယ်မနက်စမနျူရဲ့မှာဆိုရင်မိုးရင်းကနန်းကြီးတုပ်ခိုးတော်မုတ်တီရခိုင်မုတ်တီစက်သားပလာတာစားလေးကနာမည်ကြီးပြီးလူကြိုက်များရပါတော့ဒီလိုမနက်စာတွေကိုမနက်9နာရီကနေပဲည10နာရီထိရရပါတော့အဲ့တော့ကျွန်တော်တို့လိုမျိုးမနက်စာကိုညနေမှာစားခြင်းတာမျိုးညကြမှာစားခြင်းတာမျိုးဆိုလည်းအဆင်ပြေပါတော့မိုးရင်းကလေးလည်းစားခြင်းညာဆိုမိုးရင်းကလေးလည်းမှားလိုက်မယ်ပြုံးမှာကျွန်တော်လာဒင်နာတော့ပါတခါမှားပြီးစားမယ်ပေါ့နော်အရင်ဆုံးမိုးရင်းကလေးရဲ့စက်သားပလာတာလေးရဲ့စားမယ်ပေါ့နော် ဝင်းငါးလေးကိုလည်းည10နာရီလောက်ထိကိုရရဖြစ်တဲ့ကြောင်းပူပူလောလောလေးနဲ့စားရမယ်။ကျွန်တော်လိုမျိုးအချိန်ခါနေရာမရွေးစိုက်တဲ့လူတွေတော့ကွက်တည်ပေါ့ကောနော်။ငါပြောကောင်းလေး။ဝင်းငါဟိရငါမြများလေးနဲ့မှာပြည့်နေနေရပြီးတော့ဘူဒီကျော်ပဲကျော်ငဖဲဘဲဟုတ်လေပါပါနော်ကျွန်တော်အနေနဲ့ဆိုရင်တော့မုတ်ဖက်နဲ့တွဲပြီးတော့ကျော်လိုက်လို့လာမယ်နည်းနည်းလေးပော့လို့ခံထားရပါနော် ဒါလေးကတော့စီလုံးသေးလေးပါကျွန်မလန်ဘက်တွေပြည့်နှင်တာချက်တာပလာတာလေးစားမယ်ပေါ့နော်ပလာတာလေးရဲ့ကျွတ်ကျွတ်ရရနဲ့ပူပူလောလောလေးစက်သားဟင်းဆိုရင်လည်းမဆလာရမ်းမများပဲနဲ့ဟိုမှာအနှစ်ကလည်းမများလေးပါနော် ဒီမှာကဂျော့ဘီယာပြင်အခြားတောက်ဆရာတွေလည်းအများကြီးရှိတယ်။အပေါ်တန်းမှာဆိုရင်လည်းဘားကောင်းတာရှိတော့ညဘက်ဆိုလစ်တဖြည်းဖြည်းနဲ့ roof top မှာထိုင်လို့ကောင်းချက်ပဲ။ကျွန်တော်ကတင်တာအတွက်ဆိုရင်လည်းမှားထားလေဖော်ဖော်ရပါတော့เนาะအဲ့ဒီမှာကျွန်တော်ဒါအကျော်ဆုံးလေးပါစားခြင်းလေကျွန်တော်အကျော်ဆုံးလေးမှားထားပါတယ်ဒီမှာကကြတော့မြန်မာစားစားရင်လည်းအခုလို street food လေးတွေကိုလည်း premium ဆန်ဆန်အရသာကောင်းကောင်းလေးစားမယ့်နေရာလေးပါเนาะကျွန်တော်အခုမှားထားဟင်ပွဲလေးတွေကတော့ design ရဲ့ signature ဟင်ပွဲလေးတွေလည်းဖြစ်တယ်လို့လူကြိုက်များဟင်ပွဲလေးပါเนาะတော်ဆောင်ကြပါဦးဗျာ ဒါလေးကတော့ Hong Kong style ကျဲဥခေါက်ဆွဲကြော်လေးပေါ့နော်အရသာလေးရကြောင်ခရူးစင်နဲ့မှုမွေးလေးနဲ့အထိုးကျော်ပုံစံလေးပဲပေါ့နော်အဲဒီပြုံမှာကျုပ်ခေါက်ဆဲဖြစ်တာကြောင့်ပါဇက်ထဲမှာရင်အာရှာနဲ့အာကောင်နဲ့ဖိလိုက်တာနဲ့ပြတ်ထွက်သွားပါပေါ့နော်အဲ့လောက်ထိနူးညံ့ပါတယ်ဘာဘီကျူးချစ်ကန်လေးနဲ့ခမင်းလေးပေါ့နော် ကြက်ကြော်ပုံမှာပါတဲ့ sort နှစ်လေးကကြတော့အချိုရတာလေးလေးပင်ပင်လေးနဲ့ဟိုမှာ Korea style ကြက်ကြော်ပုံစံလေးပေါ့နော်။ဒါလေးကတော့ခဏန်းပြော့စားလော်လေးပါ။ဒီဟာလေးနဲ့တွဲပြီးမြည်ဖို့တမှားတာပေါ့နော်။ဒါကြီးကခဏန်းပြော့လေးပါ။ ခဏန်းပြောစားလို့လေးရတယ်အပေါ်ရန်ကြွကြွလေးနဲ့ပေါ်မှာအထက်ရအသားခဏန်းကွက်ကြော်စားလို့ပဲချွတ်ချွတ်မှုမှုလေးနဲ့စိုင်းပုံစံအနေထားလေးရကြတော့ private ဆန်ဆန် AC တွစ်ဆောင်ကျင်တာမျိုးပဲဖြစ်ဖြစ်စကားပြောကျင်တာမျိုးပဲဖြစ်ဖြစ်အဆင်ပြေပါတော့နော်ဒါလေးကတော့ဟောင်ကောင်ချက်၃ကျော်လေးပါ ော့ချက်တွန့်ပြုံမြုပ်တင်းနဲ့ဟွမွေးလေးနဲ့ဟိုမှာဘီယာလေးနဲ့မြင်းမဲ့ဆိုလဲလိုက်ဖက်တယ်ပေါ့နော်အကျော်ဆုံးဘန်းလေးပါဒီအကျော်ဆုံးဘန်းလေးဆိုရင်လည်းကျွန်တော်တို့ဒါပွဲသေးပွဲကြီးမှလုပ်ရပါတယ်ဒီထဲမှာဆိုရင်ချက်တွန့်မြင်းခွာဘူးဒီအာလူးပြီးရင်ကျွန်တော်တို့ဒါမုံလာဦးနီအချင်းလေးကတော့မကြီးချင်းလေးပေါ့နော်အကျော်ဆုံးလေးကဖွေးတန့်ပြီးကျွတ်ရအောင်ရပါကျွန်တော်အနေနဲ့ဆိုရင်တော့အကျော်ကိုအညာစတိုင်မကြီးကျင်ရင်ခက်ကြဲကြဲချစ်ချင်းလေးဆိုပို့လိုက်ဖက်မယ်လို့မြင်မိပါတယ် ဲ့ခုောက်ကျွန်တော်ကကျန်တာလေးဆက်ဆိုင်နေ AC လေးထိုင်လိုက်ပါအောင်မယ်ကျွန်တော်ဒီနေ့ထိုင်ခဲ့တဲ့နေရာလေးကတော့ The Global Cafe and Restaurant ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဒီဆိုင်လေးမှာကျတော့မိုးရင်းကအကျော်ဆုံးနဲ့မနက်စာမင်းနူးတွေကိုည10:00နာရီရပြထုတ်တဲ့ကြောင်းကိုကညဘက်မှာမနက်စာရစားခြင်းနဲ့ဆိုတဲ့လာစားလို့ရပါတော့လိပ်စာလေးကတော့အမှတ်15စက္ကန့် body ရိတ်တာလန်ရွှေတောင်ကြား2ရက်ကပဟန်းမြို့နယ်မှာပဲရှိပါတယ်စိုက်ဖွင့်ချိန်ပိတ်ချိန်လေးကတော့မနက်9:00နာရီကနေည10:00နာရီပဲဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုကျွန်တော်ကြော်ဆုံးသက်လိုက်ပါမယ်နောက်ပြကျွန်တော်ဘယ်လိုပုံစံလေးသွားစားပြအောင်လဲဆိုတော့ဆက်သွားကြည့်ပါဦးပါပါ